ခွေပါကျော်ချက်စီတင်ကိုအပိနေကြတဲ့ဘရဒါညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာနဲ့နှခင်လေးပါလို့ဥစ္စာပရမနှုတ်ခွန်းဆက်တာလိုပါတယ်ဒီလိုမျိုးကျွန်တော်နေတဲ့ဒီကနေ့မနှခင်တို့ချက်စီတင်အကြောင်းအရာတွေကိုတစုတစည်းတဲ့စူးစိဖို့ပြတက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့နီးပြဖြစ်သူအန်ဆိုမာရက်စကာကလက်ရှိကျွန်တော်တို့ချက်စီအသင်းရဲ့အဓိကကွင်းလေတိုက်စစ်ကစားသမားတဦးဖြစ်တဲ့ကိုပေါ်မားနဲ့ပတ်သက်ပြီးလက်တလုံးမှာပေါ်မားရဲ့ခြေစွမ်းပိုင်းကိုပေါ်မားရဲ့ဖောင်ကျနေတာဟာ သူ့ရဲ့တက်တဲ့ကြောင့်မဟုတ်ဘဲနဲ့ကစားသမားရဲ့သူ့ကိုယ်သူ self belief အရာယုံကြည်မှုကျဆင်းနေခြင်းကြောင့်သာအခုလိုမျိုး struggle လုပ်နေရတာဖြစ်တယ်လို့ယုံကြည်နေတဲ့အကြောင်းသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ဆိုတော့တွေ့တွေ့ချင်းတော့ကျွန်တော်လည်းတော်တော်လေး Mars ကကို unopen သတ်မိတယ်ပေါ့နော်။သူ့အမှားမရှိဘူး။သူ့တက်တဲ့ကအမှန်ပဲ။ဘောမကိုယ်တိုင်ကအဲအတုံးမကြလို့ပေါ့နော်။ တော့မချလို့ဆိုတာထက်သူ့ဘာသူစိတ်ပိုင်းဆိုင်ရာယုံကြည်မှုကြာစင်းနေတဲ့အထွတ်ကြောင့်သာရုံးကန်နေရတာဖြစ်တယ်လို့မာစကာကယုံကြည်နေကြောင်းတရင်ကဆိုလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဖောမာဒီကျွန်တော်တို့အဒီနောက်ပိုင်းပွဲစဉ်တွေမှာတဖြည်းဖြည်းနဲ့အကြဘက်ကိုပြန်ရောက်လာနေရဆိုတာကတော့ကျွန်တော်လည်းမြင်တွေ့နေရတာပဲပေါ့နော်ဒါညင်းမရတဲ့အချက်ပဲဖြစ်တယ်တော်တော်လေးကို next level တခုအနေထားမျိုးထိသွားနေတဲ့သူ့ရဲ့လမ်းကြောင်းကနေတော့တွေးဖယ်နေတာတော့အမှန်ပဲဖြစ်ပါတယ်ဒါကိုအများဆုံးကုစားဖို့လိုအပ်နေတာပါတစ်ဖက်မှာလည်း Chelsea သင်းရဲ့တိုက်စစ်မှုဖြစ်သူ Christopher Akanku နဲ့ Chelsea အသင်းကြားမှာ no return ဖြစ်သွားပြီးတက်ဆိုင်သူနှစ်ဖွဲ့စလုံးကသူတို့အခြေအနေကိုသူတို့သိတယ် psychological ရလည်းကြည့်မယ်ဆိုရင် Christopher Akanku နဲ့ Chelsea အသင်းတို့ကြားကရှေ့ဆက်မဲ့အနာဂတ်ဟာလုံးဝပြတ်ပြားသွားခဲ့ပြီးသားဖြစ်တယ် အကန်ကူကိုရိုင်းလည်းသူ့ကိုချက်စီးတင်ထပ်ပို့ပြီးတံမိုးထားတဲ့ရက်ဒေသမှာသူ့ရဲ့လက်ကျန်ကစားသမားဘဝခိုက်တန်တွေကို ကုံဆုံးဖို့အတွက်လိုအပ်နေပြီဖြစ်တယ်လို့ပြီးခဲ့တဲ့ဆောင်းရသည် transfer window မှာအာဆင်နယ်နဲ့ဘိုင်းမြူးနဲ့အသင်းတို့ကခရစ်စတိုဖာအကန်ကူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ထက်ထက်ဝင်ဝင်စိတ်ဝင်စားခဲ့ကြတာဖြစ်တယ်လို့လာမယ့်လွယ်ရသည် transfer window မှာလည်းဒီအသင်းနှစ်သင်းအနေနဲ့အကန်ကူရဲ့ available ဖြစ်ဖို့အပေါ်စိတ်ဝင်စားမှုရှိပြီးတော့စောင့်ကြည့်နေစေဖြစ်တယ်လို့သိရတယ် ချက်စီသင်းဘက်ကတော့အန်ဂန်ကူနဲ့ပတ်သက်ရင်အဲပြတ်သားတဲ့ decision မျိုးချပြီးသားပေါ့နော်အဂန်ကူကိုယ်တိုင်ကလည်းချက်စီသင်းကထွက်ရမယ်ဆိုတော့ကောင်းကောင်းသိတယ်နောက်ပြီးတော့မာရက်စကာကိုယ်တိုင်ကလည်းခရစ္စတိုဖာအဂန်ကူပေါ်မှာကောင်းကောင်း appreciate မလုပ်နိုင်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ပြောရရင် Tyre Job ကိုတော့မှပို့ပြီးအန်ဂန်ကူထက်မာရက်စကာကပို့သဘောကျတယ်ဆိုတော့အနေထားမျိုးမှာယက်တည်နေတာကြောင့်အကန့်ကူရဲ့နာကက်ကတော့လုံးဝရှင်းရှင်းလင်းလင်းပါပဲ။ညွာဒီ transfer window မှာ ဒီကြပေါ့ချက်စီးတင်ကထွက်ခွာရမှာပါတစ်ဖက်မှာလည်းဘရူစီယာဒေါ့မွန်တင်းရဲ့တိုက်စစ်ကစားသမားလေးရမဲကန်တင်နဲ့ပတ်သက်လို့ရှိရင်တော့ချက်စီးတင်ကဒီကစားသမားကိုလာမဲ့နေရာဒီ transfer window မှာသူ့ရဲ့တိုက်စစ်အတွက်ဖြည့်တင်းဖို့အာဒီသာတော်တော်လေးပြင်းပြနေတယ်လက်ရှိချိန်မှာလည်းကစားသမားရဲ့တာဝန်ရှိသူတွေနဲ့ချက်စီးတင်ဟာထောက်လျှောက်ဆိုသလိုကွန်တက်တွေပြုလုပ်နေသလိုတေချာမှုတစ်ခုကိုရယူချင်နေတယ်လို့တင်းကဆိုလာခဲ့တာပါ ပြီးခဲ့တဲ့ဆောင်းရသည့် transport window မှာတုန်းကလည်းရမဲကူတင်နဲ့ပတ်သက်လို့ရှိရင်ချက်စီတင်ကစိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့လည်းအဲဒေါ်မွန်ကိုရိုင်းကလည်းရာသီကုန်းမပဲအပြောင်းရွှေ့ကိုစဉ်းစားကျင်တာကတကြောင်ပေါ့နော်။အဲတခြားသောအခက်အခဲတွေကလည်းရှိနေတယ်။ time limit လည်းရှိနေတဲ့အနေထားမှာချက်စီသမကလူရည်ဒီမှပဲလုံတော့မယ်ဆိုပြီးတော့နောက်ဆုတ်သွားခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ကစားသမားကိုရိုင်းကလည်းဒေါမွန်အသင်းကနေထွက်ခွာပြီးတော့ challenge တွေကို ရင်ဆိုင်မှုအတင်းဖြစ်နေဆိုတဲ့အတော့အစားသမားဘက်ကလည်းအပြောင်းရွှေ့ကို open ပေးထားတဲ့အနေအထားမျိုးဖြစ်တဲ့ Solar Reality Transport Window မှာ Chelsea အသင်းအနေနဲ့ရမယ်ကတင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးစူးစမ်းအထောက်အမှုပြင်ပြလာနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကတော့တိုက်စစ်အပိုင်းပေါ့နော်။တစ်ဖက်မှာလည်း Chelsea အသင်းလေးနဲ့သူ့ရဲ့ကိုယ်လေကစားသမားတွေဖြစ်တယ်ပေါ့နော်ဒါ Dubry Hall အပါဝင်တခြားသော ကာနီရှူမေကာတို့လိုအငှားချတဲ့ကစားသမားတွေကိုလည်းလာမယ့်နေရာကြီးထွက်ဆွာဝင်တို့မှာရှင်းထုတ်ချင်နေတယ်လို့သိရတယ်။လက်ရှိဒေါမုံမှာကစားနေတဲ့ကာနီရှူမေကာနဲ့ပတ်သက်လို့ရှိရင်လည်းဒေါမုံဥက္ကဋ္ဌကိုရိုင်းကပထမအနေနဲ့တော့ကာနီရှူမေကာကိုချက်စီအသင်းကိုပြန်လွှတ်မယ်။ထရန်စဖာပြည့်သွားလို့ရှိရင်ပေါ့နော်။အငှားစာချုပ်ပြည့်သွားလို့ရှိရင်ပြန်လွှတ်မယ်။အဲ့ဒါပြီးမှပဲချက်စီအသင်းနဲ့ဆွေးနွေးသွားမယ်လို့သူကဆိုတယ်။သို့တော့သူတို့ရရှိထားတဲ့ information အရာနဲ့ချက်စီအသင်းဟာကာနီရှူမေကာကို ရောင်းချခြင်းနေတယ်။သို့တော့ချက်စီးသင်းတီဒီစားသမားကိုနည်းနည်းလေးအဆင့်တန်းတစ်ခု level တစ်ခုမှာတတ်မှတ်ထားတာဖြစ်တဲ့အတွက်ပေါ်ချောင်ကောင်းပုံစံမျိုးတော့နိုင်လို့ရမှာမဟုတ်ဘူးပေါ့နော်။အဲ့ဒါကိုတစ်ချက်စောင့်ကြည့်ပြီးတော့မှပဲဒေါမုံဘက်ကလည်းခေါ်တဲ့ခေါ်နေဆိုတော့လှုပ်ရှားသွားမှုရှိတယ်ဒီလိုပဲမနစ်ကမှပုံမှန်လေးတွေခေါ်ယူထားတဲ့ဂျူဘရီဟောဆိုလို့ရှိရင်လည်းချက်စီတဲ့ဘက်ကတင့်တော်တဲ့ပြောင်းရွှေ့ခြင်းမျိုးသာရရှိမယ်ဆိုလို့ရှိရင်တကားပွင့်ထားရဲဆိုတဲ့အနေအထားမျိုးပေါ့နော် မာစကာရဲ့တပည့်အရင်ခေါကောက်လက်စတာမှာလက်တွဲလုတ်ကင်ခဲ့တဲ့ဆိုပေမဲ့ချက်စီးသင်းကိုရောက်လာပြီးတဲ့ချိန်မှာတော့ဒူဂရီဟော့ကိုရိုင်းကလည်းသူ့ရဲ့ပုံမှန်နေရာရရှိဖို့အတွက်ကို struggle လုပ်နေရတဲ့ကစားသမားတွေတွေကတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကိုယ့်လက်ပိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းချက်စီးသင်းကဒီလိုကစားသမားမျိုးတွေအသုံးမလို့တော့ဘူးလို့ထင်တဲ့ယုံကြည်တဲ့ကစားသမားတွေကိုရှင်းထုတ်ဖို့အတွက်ဆန္ဒရှိနေတယ်လို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ် တစ်ဖက်မှာတော့ကျွန်တော်တို့တိုက်စစ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပါဆိုတော့အဲ့ဒါဘာလဲဆိုရင်အဲမာရက်စကာအနေနဲ့အသင်းမှာ experience ရှိတဲ့အဲတိုက်စစ်အဲတိုက်စစ်ဆိုတာကစားသမားတူဦးပေါ့နော်ကစားသမားတွေကိုဖြည့်တင်းခြင်းတွေဆိုပြီးအတန်ထွက်ပေမဲ့လေဒါရီဟာ hurricane vinda opsiman စရဲပေါ့နော်အသက်ကြီးပြီးသားတိုက်စစ်မှုတွေကိုအပြည့်အဝရည်ရွယ်တာမျိုးတော့မဟုတ်နေဘူးလို့ဆိုလာခဲ့ပြန်ပါတယ်ပထမတော့ဒီလိုမျိုး experience ရှိတဲ့ တိုက်စစ်မှုတွေကိုခေါ်ကျင်နေဆိုရင်ဒါ hurricane တို့လို့ဈေးကွက်ထဲမှာအသိရှိတဲ့ကစားသမားတွေပေါ့နော်။ Now Victor Osimhen တို့လို့ကစားသမားတွေကရွေးချယ်စရာပြည့်ရှိနေတယ်ဆိုပြီးတော့တတိယတွေထွက်ပေမဲ့အဲဒီလိုဆိုလိုတာမျိုးမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောသွားတယ်ပေါ့နော်။ Experience တော့ရှိရမယ်ဒါပေမဲ့အသက်အရွယ်တော့အရန်ကြီးဒါကြီးကြီးမြင့်လို့မရဘူးဆိုတော့အနေထားမျိုးနဲ့ Chelsea သမီးရဲ့ဘက်ကမူကိုင်းဆွဲထားတဲ့တို့တော့ကျွန်တော်ထင်ပါတယ်ပေါ့နော်။ဆိုတော့ Marcus Garcia ကတော့ experience ရှိတဲ့စာသမားကိုသူ့ရဲ့ squad မှာဖြည့်တင်းခြင်းနေတယ်။အဲ့ဒီမှာပဲဒါကျွန်တော်တို့ဒီရပိုင်းမှာတော်တော်လေးဟော့နေတဲ့ De Bruyne ပေါ့နော်။ဆိုတော့ De Bruyne က Manchester City ကတည်းထွက်ခွာဖို့ရှိနေတဲ့အချိန်လား Chelsea အသင်းကပြန်လည်ပြီးခေါ်ယူမယ်။သူတို့ရဲ့ကစားသမားဟောင်းလေးဖြစ်ခဲ့တဲ့အတွက်ပေါ့နော်။ခေါ်ယူမယ်ဆိုပြီးအတန်ထွက်တယ်။ဒါကလည်းအဓိကအဖြစ် Marska ကသူ့ရဲ့ squad မှာ experience ရှိတဲ့ကစားသမားတယောက်ခေါ်ခြင်းနဲ့ဆိုတာကနေစတဲ့ဇလံပဲပေါ့နော်ဆိုတော့သို့တော့ လက်ရှိနောက်ပိုင်းမှာတော့ report တွေအားလုံးကတော့ပြန်လည်ပြီးညှင်းဆန်တယ်ကျွန်တော်လည်းဂျုံလုံးလေးဒီမှာပြောရရင် the prime ကို chelsea တင်းနေနဲ့ခေါ်ယူဖို့အတွက်အစီအစဉ်မရှိပါဘူးဘာဖြစ်လဲဆိုတော့ခေါ်ခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုဘယ်နေရာမှာသုံးပါလဲဆိုတာကကြံစည်ရှိပါတယ်သူ့ကိုသုံးလို့ရတဲ့နေရာမရှိတော့ပါဘူးကွင်းလယ်မှာဆိုလို့ရှိရင်လည်း fernandez ကန်ချီလိုနေရာမှာသူ့ကိုသုံးလို့မရသလို paul ma နဲ့လည်း ထိတ်တိုက်တွေ့မဲ့အနေအထားမျိုးတွေမှာသူသည်နေရာရဖို့မရှိပါဘူးဆိုတော့သူသည်လူပိုကြီးပဲဖြစ်နေမှာဖြစ်ပါတယ်ဒါကြောင့်ချက်စီးသင်းနေတဲ့သူ့ကိုတကယ်လက်တွေ့ဆက်ဆံကြည့်မယ်ဆိုလို့ရှိရင်တော့ဂျဘရိုင်းကိုပြန်လဲခေါ်ယူဖို့ကချက်စီးသင်းမှာလုံးဝစပေးမရှိဘူးဆိုတော့အနေအထားမျိုးမှာပဲရက်တည်နေလို့ကျွန်တော်ကတော့ယုံကြည်တာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါပြည်သက်တွေတော့ဝမ်းသာကြတဲ့တင်ပါအဲ့ဒါကအန်โซမာရက်စကာအနေနဲ့လာမယ့် ရာသီမှာလည်းဒါမျိုးတိုက်စစ်မှုတွေပေါ့เนาะအတွေ့အကြုံရတိုက်စစ်မှုတွေကိုခေါ်ယူတည်တိုင်အောင်ခေါ်ယူနိုင်ခဲ့သည့်တိုင်ပေါ့เนาะဘလို့ပဲဖြစ်ဖြစ်လူငယ်တိုက်စစ်မှုတွေပဲခေါ်ယူတာပဲဖြစ်ဖြစ်သူ့ရဲ့နံပါတ်1 choice ကတော့ Nicholas Jackson ကပဲဆက်ရှိနေမှာဖြစ်တယ်လို့သိရတယ်20 session နေမှာ Nicholas Jackson ကို Mars ကအနေနဲ့အများကြီး pushing လုပ်နေတာတွေရှိသလို Nicholas Jackson ရဲ့တနေ့တစ်နေ့တိုးတက်လာတယ်လို့ Mars ကရဲ့ယုံကြည်မှုကနေပဲ ဒီကစားသမားဟာသူ့ရဲ့နံပါတ်1 choice ဖြစ်ဆက်လက်ပြီးအသုံးတော်ခံသွားဖို့ရှိပါကြောင်းတင်ဆက်နေတယ်ပဲဒီနေ့မနက်ခင်းအတွက် Chelsea တင်းတင်ဆက်မှုတော့ဒီလောက်နဲ့ပဲဆုံးသတ်ကြတာဝင်ပြပါခင်ဗျာဆုံးတည်ကြည့်ရှုအားပေးကြတဲ့ brother new တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်